မင်္ဂလာပါရှင်ဒေါ်လန်ရဲဘော်များအားလုံးနဲ့ဒေါ်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်14ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်းဟင်း Channel မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်ဗမာမြို့နယ်တနရာတုံးတရအုပ်လေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့် မနက်9:30မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နမ်ဆန်မြို့နယ်တနရာသို့ဒလတ်ဦးလေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်9:20မိနစ်9:23၃မိနစ်9:25မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပောင်မြို့နယ်တနရာသို့ဒရက်အိုးလေးတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလီရင်တစည်းဖြင့် မနက်9:50မိနစ်ခန့်အချိန်မှစတင် ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝက်လက်မြို့နယ်တနရာသို့မုံရွာနားမခမှတက်သောဂျိုင်ရိုကော်ပတာ၉စီးဖြင့်စက်တက်လေသည့်ပါရာမော်တာ၂စီးဖြင့်မနက်9:28မိနစ်နေ့လယ်7:03မိနစ်တနာရီ၄မိနစ်တနာရီ48မိနစ်တနာရီ55မိနစ်ညနေ4:09မိနစ်၄ :08 မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခတ်မှုများပြုလုပ်သွားခဲ့ပြီးတရဦးလေတပ်မတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ6:58မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခတ်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်တောဆန်မြို့နယ်တနီယာတို့တရတဦးလေးတပ်မတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်တနာ2:59မိနစ်တနာ2:59မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ဝိုင်းမော်မြို့နယ်တနရာသွန်းမြကြီးနားလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ၄နာရီ၁၇မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနရာသွန်းမြကြီးနားလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ၄နာရီ၂၀မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တိဘောမြို့နယ်တနရာသွန်းတရက်ဦးလေတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ပုံကျဲလျင်တစ်စီးဖြင့် ညနေ4:35မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူးမြို့နယ်တနရာသို့ဒဏ္ဍဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ6:30မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်စီးပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဖဲခုံမြို့နယ်တနရာသို့ဒဏ္ဍဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ6:40မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်စီးပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ရင်းမာပင်မြို့နယ်တနရသောမုံရွာနာမခမတက်သောစက်တက်လေဒီပါရာမိုတာ20ဖြင့်ည9:30မိနစ်9:39မိနစ်9:50 50မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနရသောတရက်ဦးလေးတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလင်းရင်တစည်းဖြင့်နေ့လယ်12:05မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကခဲရန်ရိတ်ခါတို့များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။ 14ရက်10လ2025ရက်နေ့တွင်အကြဖတ်စစ်ကောင်းစီအနေဖြင့်တရတ်ဦးလေတပ်မြကြီးနာမကွေမိထီလာလေတပ်များမှဂျက်ဖိုင်တာဝိုင်တွဲပါရာမိုတာနှင့်ဂျိုင်ရိုကော့ပတာများပြန်တက်မှုအကြိမ်ရေ58ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု23ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မိဘပြည်သူများအနေဖြင့်အကြမ်းဖက်ဆက်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နိုင်၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။ ိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်တဲ့နှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏တဲ့နှင့်လက်ခံအကောင့်ဖြစ်သောဝေဟင် Scoreboard သို့ဆက်သွယ်တဲ့နှင့်ပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါရှင်ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုတဲ့နှင့်များအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်မိဘပြည်သူရဲဘော်များအားလုံးမေကင်းလုံးကြပါစီရှင်